ပစံကုံကြခံပိနဖူးပြောင်ခင်မတဲ့အတွက်စပင်းနေဆိုင်ပေးခဲ့ပေမယ့်အခုလိုဖြစ်ခင်ရတဲ့မိပကျင်းအတတ်ရရကတော့မကွာပေမယ့်ထိတ်ပြောင်လွန်းတာကြောင့်အတတ်ကြီးရဲ့ထင်းရတဲ့ခင်မဖြစ်သူကိုလူပြိုပေါက်ပုံစံလေးဖြစ်အောင်ကိုယ်တိုင်ပစံကုံကြခံပိစပင်းဆိုင်ပေးခြင်းလို့လူပြောများနေတာကတော့မိပကျင်းပါ တင်းဆောင်မီပကြီးရဲ့ခင်မုန်းတဲ့အပေါ်မှာ Q site ချစ်တတ်မှုကတော့တကယ်ကိုချီးကျူးစရာပါပဲတင်းဆောင်မီပကြီးကတော့သူမရဲ့ချစ်သူနဲ့မကြသေးခင်ကမှပူပူနွေ့နွေ့မင်္ဂလာဆောင်ထားတာဖြစ်ပြီးအသက်ဆက်ဆက်ခင်မုန်းဖြစ်သူရဲ့ထိတ်ပြောင်နေတာကိုမကြည်ရလို့စပင်းနီစိုက်ပစ်လိုက်တာပါဒါပေမဲ့လေခင်မုန်းဖြစ်သူရဲ့ထိတ်ကိုစပင်းဆိုင်ပြီးတော့တရနေရလောက်မှာတဲ့မင်္ဂလာပွဲကိုကျင်းပလိုက်ရတာဖြစ်ပြီးစပင်းဆိုင်တဲ့နေရာက ပုံမှန်မဟုတ်ပြီးအလွဲလေးတွေနဲ့ပတ်သက်လို့ခုလိုပြောပြလာခဲ့တာပါ အလုံးနဲ့တည်ကြတဲ့အတိုင်းပဲတရုတ်ဆောင်မိပကြီးကတော့မြမနုပညာလောကမှာလူသိများကြော်ကြားခဲ့တဲ့တရုတ်ဆောင်မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။တရုတ်ဆောင်မိပကြီးရဲ့ရှုပ်ရည်ကလည်းနိုင်ငံသားသူတွေလိုချော်မော်လှပတဲ့အပြင်အယုံစိတ်တုတ်ခိုက်ပြီးလှပကြော်ရှင်းတဲ့ခန္ဓာကိုယ်နဲ့အယံမောင်းနေကြောင်းဖျားပေးတဲ့ဆုလက်လိုမျိုးမိန်းကလေးတွေတော်တော်များများကအားကြနေကြတာပါ။တရုတ်ဆောင်မိပကြီးအားဆိုရင်အရင်တုန်းကတော့မြမဗီဒီယိုစကားအများကြီးရိုက်ကူးအောင်မြင်ခဲ့ပြီးနောက်မှာတော့ဇလန်းတွင် လက်ခံရိုက်ကူးတာကိုရှင်းနာလိုက်ပါတယ်။ မေပကြီးကမော်လမျိုးဆစ်ဆစ်ဖြစ်တာမို့ခနာကိုချိုးစားကလည်းတောင်းတယ်မီအချိုးစားကြတာကြောင့်မော်ရီတယောက်ဖြစ်ဆက်လက်လုပ်ကန်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ online shopping နဲ့ရောင်းရင်းနဲ့ကိုပိုင်လကုံစီးပွားရေးတခုတည်ဆောက်နိုင်တဲ့အထိအောင်မြင်လာခဲ့ပါတယ်။မေပကြီးကိုရန်ကလည်းမင်းကလေး PP အတော်လေးလကိုဆွဲမှတ်သူတယောက်ဖြစ်တာမို့ MPC ဆိုတဲ့ကိုပိုင်လကုံ brand founder တူဖြစ်လာခဲ့ပါတယ်။မေပကြီးဟောင်းစီးပွားရေးမှာလည်းကံကောင်းလို့သူဖြစ်ပြီးအချိန်မှလည်းကံကောင်းတဲ့မင်းကလေးတယောက်ဖြစ်ပါတယ်။ ချစ်သူတတန်၅နှစ်ကြာတိုင်အောင်တင်စာရှိရှိနဲ့လက်တွဲခဲ့ကြတဲ့မိပကြီးနဲ့ကိုမျိုးကိုရိုးနှစ်ယောက်စလုံးကတကယ့်ကိုလိုက်ဖက်ညီလွန်းလာတယ်လို့ဆိုရမှာပါလက်ထကွင်တောင်းမီမကြတဲ့အချိန်မှာပဲလက်ထမင်္ဂလာပွဲလေးကိုကျင်းပပြီးစီးသွားခဲ့ပါပြီ။မေပကြီးရဲ့ခင်မုန်းဖြစ်သူကိုမျိုးကိုကလည်းမေပကြီးထက်ကအသက်ကမဆိုးတလောက်ကြီးပေမဲ့လေမေပကြီးတွတ်တော်ခုလွန်ရာရှင်ခွင်တစ်ခုဖြစ်ရှိပေးနေကြတာပါ။ မေဖြီကိုလည်းလိုလိုက်တဲ့ပြင်စနီကျော်လို့တမယကိုလည်းအတိုင်းသားညင်ခံနေတာကတော့ကိုမျိုးကိုပါမင်္ဂလာပွဲမတိုင်ခင်ရှန်နေငယ်လို့မှကိုမျိုးကိုဟာမေဖြီရဲ့တောင်းဆိုမှုနဲ့သူ့ရဲ့ပြောင်းနေတဲ့ထိတ်ကုံစပင်ဆိုင်လာရပါတယ်ထိပ်ပြောင်နေတဲ့ကိုမျိုးကိုကမေပချီထက်ဆိုင်အသက်ကြီးတဲ့လူကြီးတယောက်လိုပုံစံဖြစ်နေတာကြောင့်လူငယ်ပုံလေးပေါအောင်မေပချီကစိတ်ကြိုက်စပင်ဆိုင်လာရပါတယ်။ ဒါပေမဲ့လည်းစပင်းဆိုင်ထားတဲ့သူကချွေးထွက်လို့မရတာကိုသိပေမဲ့လည်းကိုမျိုးကိုကချင်းစောရာကြောင့်ချွေးထွက်တာရင်မင်္ဂလာဆောင်နဲ့အုံဆောင်ကြောင့်ချွေးထွက်သွားတာကြောင့်စိုက်ထားတဲ့နေရာမှာနှိမ့်မြန်ပြီးအလက်ချက်ဖြစ်သွားခဲ့ရပါတယ်မေပတိကကိုမျိုးကိုရဲ့စပင်အတွက်ဆံဝင်ကတော့စိတ်ပူစရာမရှိပေမယ့်ဈေးပုံမှန်လိမ့်မာတာမြန်မြန်ပြောက်မယ်လို့လည်းမှားလိုက်ကြောင်းနောက်ပြီးစပင်ဆိုင်ရင်ကိုရဲ့စပင်ကိုပဲအပင်၃လေးတောင်ကိုထိတ်မှပြန်ဆိုင်ရတာဖြစ်ကြောင်းအလုံးကိုဘဟုတုတရအောင်လို့ဝေမျှပေးသွားခဲ့တာပါ အခုတင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်လို့ပြည်သက်ကြီးတွေမြင်မာရောဘယ်လိုသဘောရလဲဆိုတာကိုပြောပြပေးသွားကြပါအောင်ရှင်။